အားလုံးမင်္ဂလာပါဗျာဖူဝလီနီးပညာနေကြိုးစားပါရယ်ဗျာယူတူကိုတင်ဖို့ဗာဗီဒိုတင်ုံတင်မှမသိဘူးဆိုတဲ့မိတ်ဆွေများအတွက်ယူတူမှာဗီဒိုတင်ဖို့အတွက်ကျွန်တော်အလွယ်ဆုံးနည်းလမ်းတစ်ခုမြောက်ပေးမှဖြစ်ပါတယ်ကျွန်တော်တင်နေသားတွေကတော့အားလုံးသိပြီသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တင်နေသားလေးအဲ့တော့ကျွန်တော်တင်နေသားတွေဆိုလို့ရှိရင်တော့အလွယ်လေးလုတ်တက်ပါတယ်ဗျာမသိသေးတဲ့မိတ်ဆွေများအတွက်လည်းမြောက်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကျွန်တော်တော့ပင်ထွက်တဲ့မှာဗီဒိုတစ်ပုဒ်ယူလိုက်မယ်ကျွန်တော် ပင်ထွက်ကိုဝင်လိုက်မယ်ပင်ထွက်ကလည်းအားလုံးသိပြီးသားဖြစ်မှာပါနော်ပင်ထွက် software က Play Store မှာလွယ်တကူရှိပါတယ်အဲ့တော့အဲ့တော့ကျွန်တော်တခါလေးပြပေးမယ်နော်အဲ့တော့ Play Store မှာကျွန်တော်ပင်ထွက် download ဆွဲမယ်နော် P R N T okay ပင်ထွက်ကိုကျွန်တော် download ဆွဲမယ်ဒီမှာ update တောင်ပေးနေပါပြီ update လေးပေးလိုက်မယ်နော်အဲ့ပြီးလို့ရှိရင်တော့နောက်တစ်ခုတော့ပင်ထွက် download တာပဲဖြစ်ပါတယ် P R N T E R ပင်ထွက် download တာလေးပေါ့နော်အဲ့ပင်ထွက်မှာပင်ထွက် download တာ DOWN โอเคကျွန်တော်ပေးထွက်ထောင်တာလေးကိုကျွန်တော်โอเคပေးထွက်ထောင်တာလေးကိုကျွန်တော်ဟိုမှာရှာလိုက်တယ်ရှာလိုက်ဆိုရင်ဒီမှာပေးထွက်ထောင်တာလေးကိုကျွန်တော်ဒီမှာအလွယ်တကူပဲထောင်လို့ဆွဲလို့ရပါတယ်မိစမြန်ကြက်နေတဲ့ဒေါင်းလို့ဆွဲပါဒီမှာဒါလည်းတူတူပဲကြက်တာကိုဒေါင်းလို့ဆွဲလို့ရတယ်ဒီအောက်မှာလည်းတူပဲပေါ့เนาะ ကျွန်တော်လည်းဒီတရနေပြီးတော့တခုထောင်းလို့ဆွဲထားပါတယ်။ဒါတွေလည်းရတယ်ဒါလည်းရတယ်ဒါလည်းရတယ်အားလုံးတူပါပဲဗျ။အဲ့တော့ဒီကောင်လေးကိုကျွန်တော်ထောင်းလို့ကျွန်တော်မိတ်ဆွေများကောထောင်းလို့ဆွဲလိုက်ပါကျွန်တော်လည်းထောင်းလုံးတခုဆွဲထားတယ်။โอเคပြီးပြီဆိုလို့ရှိရင်တော့ပင်ထွက်လေးကိုဖွင့်လိုက်မယ်နော်။ဖွင့်လိုက်မယ်။ โอเคဖလာမီဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဗီဒီယိုဟာတာပိဟာတာမူဗီပိမူဗင်းအဲ့တော့မိတ်ဆွေများတင်ချင်တဲ့ဗီဒီယိုအကြောင်းအရာအားလုံးကိုအကုန်ရှိပါတယ်။ဥပမာတရားလဲရလဲမျူးဇစ်လဲရတယ်အားလုံးအတုအကုန်ပေါ့နော်။အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဥပမာအနေနဲ့ပေါ့နော်။ဥပမာမိတ်ဆွေများကတရား channel ဆိုလို့ရှိရင်ဒီမှာဒီမှာဒီမှာဗီဒီယိုလေးရှိတယ်။ဒီဗီဒီယိုဒေါင်းလုဒ်ဆွဲမယ်။ဒေါင်းလုဒ်ဆွဲပြီးတော့ကျွန်တော်တွေဖုန်းကြီးနဲ့ဟောဟောထားတဲ့တရားတရားပေါ့နော်။တရားလေးနဲ့အသားလေးထည့်ပလိုက်တာနဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်တယ်။ အဲ့တော့ကျွန်တော်ကတော့လောလောဆယ်ကျွန်တော်မိတ်ဆွေများကိုအဲဒီမှာဒီမှာတချင်လုံးပဲဆိုတော့ဒီမှာရှုခင်းနေအာကျွန်တော်တွေဇုံတဲ့ပုံတွေဘုံတွေဗီဒီယိုတွေအများကြီးပဲရှိတယ်အဲကျွန်တော်ဒီနေ့မိတ်ဆွေများကိုကျွန်တော်ဖုန်းနဲ့ပတ်သက်တာဆိုတော့ကျွန်တော်ဖုန်းနဲ့ပတ်သက်တာကိုကျွန်တော်အဲဖုန်းနဲ့ပတ်သက်တာကိုကျွန်တော်ယူလိုက်မယ်အဲယူယူလိုက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုဒေါင်းလုဒ်ဆက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဲကျွန်တော်ဒီမှာရှိတဲ့အဆက်လေး30ကိုနှိပ်မယ် ဆက်သုံးချက်ကိုနှိပ်မယ် copy link ယူမယ်ပြီးရင်ကျွန်တော်ခုန download ဆွတာတယ်ကျွန်တော်တို့ဒီမှာ Pinterest downloader ရှိတယ်ဒီမှာတော့ Pinterest downloader လေးကိုကျွန်တော်ဒီမှာဒီမှာဖြစ်ပါတယ် Pinterest downloader လေးကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်လိုက်ပြီးတော့ကျွန်တော်ရဲ့ link လေးကို copy paste ပတ်လေးလုပ်လိုက်မယ်เนาะဒီနံပါတ် link ဆိုတာလေးရှိတယ်ဒါလေးကိုနှိပ်လိုက်မယ်โอเคဒါဆိုပြီးတော့ဘေးသူ့ဘေးလေးမှာ ဆက်ဆိုပြီးရှာလိုက်မယ်ရှာလိုက်မယ်เนาะโอเคကျွန်တော်ဗီဒီယိုလေးရှာပေးနေပါပြီဒါကလေးလဲကြောင်ညာကြည့်ရတယ်ဒါခါကျရင်လုံးဝကြည့်စမလို့ပါဘူးအဲ့တော့ကြောင်ညာလေးကြည့်ရလို့ရှိရင်တော့ကြည့်ပေးလိုက်ပါကြောင်ညာလေးကြည့်ပြီးတော့ကျွန်တော်တို့တွေကြောင်ညာလေးထွက်လိုက်မယ်ပြီးတော့ဒီမှာ download ဗီဒီယိုရှိတယ်အပြာရောင်လေးနဲ့เนาะအပြာရောင်လေးနဲ့ download ဗီဒီယိုလေးရှိပါတယ်ဒါလေးကို download ဆွဲလိုက်ပါဗျာဒါဆိုရင်ကျွန်တော်တို့တဲ့ကိုရောက်တော့မှဖြစ်ပါတယ်ဗီဒီယိုကတူတော့အရန်ကိုလွဲပါတယ် မတော့အရန်ကိုအရန်ကိုလွယ်ပါလေတူတူလေးဆိုတော့လေโอเคဒါလို့ပြီးသွားပါပြီပြီးတော့ကျွန်တော်တို့ဒီခုနထဲကိုပြန်ဝင်မယ်ဒီအခုတိုင်းမှာပေါ့ကျွန်တော်မိတ်ဆွေများကိုကိုနဲ့သက်ဆိုင်တဲ့ဗီဒီယိုပေါ့เนาะမိတ်ဆွေများကြိုက်တာကို download ဆွဲလို့ရပါတယ်ဥမာပုံဆိုလို့ရှိရင်တော့အစလေးအစလေး30ကိုနှိမ့်မယ်ပုံဆိုတော့တခါလေး download ရလဲဒီမှာ email downloader ပါပါတယ်ဗျာเนาะ sorry ကျွန်တော်ပြပေးမယ်အဲ့တော့ဒီမှာ email downloader လေးပါတယ်เนาะဒီမှာအဲဒီမှာ email downloader လေးပါတယ် download နေလိုက်မယ်ရပါပြီဗျာ โอเคမော်နော်ဒါဆိုတခါလေး download ကျွန်တော်တို့ creative မှာတခါလေးတိုင်းရောက်သွားပါတယ် wallpaper တို့အဲ့လို background တို့လိုချင်တဲ့ mix တွေတွေ့ပေါ့နော်ဒီမှာနော်ဒါဆိုရင်ကွန်အာဒီဒီ background လေးဆိုရင်လည်းအရင် might the background လေးပဲဖြစ်ပါတယ်ပေါ့နော်တ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 ော်လာတယ်ဒီ background လေးဆိုရင်မဆိုးဘူးပေါ့နော်โอเคဒါတော့ဆိုရင်အားလုံးပဲအဆင်ပြေမယ်ထင်ပါတယ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ video ကို in short software တို့ဖွင့်လိုက်မယ် in short software တော့အားလုံးရှိမယ်ထင်ပါတယ်ဗျပြီးတော့ video ကိုနှိပ်မယ် ပြီးတော့နှိပ်ပြီးတော့နီယိုပေါင်းလေးကိုနှိပ်မယ်ခုနကကျွန်တော်ဒေါင်းထားတဲ့ဗီဒီယိုလေးကိုကျွန်တော်ထည့်လိုက်မယ်ပြီးတော့အမှန်ချစ်လေးပေးလိုက်မယ်အဲကျွန်တော်တို့ဒီမှာတခုသတိထားပါတော့ကျွန်တော်ဒီဗီဒီယိုကတူတယ်ဗျတူတော့ကျွန်တော်က short အနေနဲ့ပဲတင်มาဖြစ်ပါတယ် short အနေနဲ့တင်မယ်ဆိုတော့ဒီဘက်က channel လေးကိုဒီဘက်က channel လေးရှိတယ်เนาะဒီဘက်ကကျွန်တော်တွေဒီကောင်လေးကိုနှိပ်လိုက်မယ်เนาะဒီကောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော် site reach မှ ရေးပုံတော့ဒါကတော့ကျွန်တော်တို့60 by 9ဒါကတော့အရှိတင်တာဖြစ်ပါတယ်ဒါအရှိတင် not ဒီလိုပေါ့เนาะကျွန်တော်အတူတင်မှာဆိုတော့9 by 60ကိုကျွန်တော်ရွေးလိုက်ပါတယ်အတူပေါ့เนาะအတူကတမ်လေး by ထည့်စရာမလိုပါဘူးမထည့်လည်းရပါတယ်ပေါ့เนาะဒါအတူတင်မှာဖြစ်ပါတယ် okay ပြီးတော့ဒါကတော့အတူပေါ့เนาะအရှိတင်ချင်ရင် not 60 by 9ကိုရွေးပါကျွန်တော်အတူဆိုတော့အတူလို့ယူလိုက်မယ် အဲ့တော့မက်ဆေ့မြဗီဒီယိုရှေ့ချင်တော့ဗီဒီယိုအများကြီးဆက်လိုက်ပါတော့။ဟိုဗီဒီယိုရှေ့ရင်တော့အမှန်ချစ်လေးပေးလိုက်မယ်။ပြီးလို့ရှိရင်တော့ဒီမှာသူ့ရဲ့ logo လေးရှင်တော့ logo လေးကိုဖျောက်မယ်။ free remove နဲ့ဖျောက်လို့ရပါတယ်။ ်အော်ကျွန်တော်ဒီကောင်တွေက line ပိတ်ထားလို့ရှိရင်ကြောင်ညာကြီးစာမလိုပါဘူး line ဖွင့်နိုင်တခါလေတော့ကြည့်ရပါတယ်အဲ့တော့မကြည့်ရတာများပါတယ်ဗျာနော်မကြည့်ရတာများပါတယ်ခုဆိုမကြည့်ရပါဘူးမကြည့်ရဆိုလို့ရှိရင်ကျွန်တော်တို့အတန်ထဲမယ် audio ဒီမှာရှိပါတယ်ဗျာဒီမှာ audio ရှိပါတယ် audio လေးကိုရွေးလိုက်မယ်ပြီးတော့ကျွန်တော်ကကျွန်တော်ဒီ video နဲ့လိုက်မယ်အတန်လေးပြောပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ video အတန်ဖြောက်ထားဖို့လိုပါတယ် video အတန်ဖြောက်တာ2မျိုးရှိပါတယ်ဒါလေးကိုထောက်လိုက်မယ်ထောက်လိုက်ပြီးတော့သူ့ရဲ့ volume ဆိုတာလေးရှိတယ်ဗျာသူ့ရဲ့ speaker ပုံလေးနဲ့အဲဒီမှာတွေ့ပါပြီဒါလေးကို ကျွန်တော်တို့ရဲ့ဟိုးအဆုံးကြီးဆွဲလိုက်မယ်ဒါဆိုရင်ဘာသာမှမကြတော့ပါဘူးအဲ့လိုလဲရပါတယ်အဲ့လိုလေရလေဒါမှမဟုတ်သူ့ဘေးမှာရှိတဲ့ speaker လေးကိုနှိပ်လိုက်ရင်လည်းရပါလေဗျာနော်ဒါမှမဟုတ်သူ့ဘေးမှာရှိတဲ့ speaker လေးအဲဒီ speaker လေးကိုဒါမှကြည့်လိုက်ဒါဆိုရင်သူဖြောက်တဲ့အတိုင်းပဲဒါမှဒါဆိုရင်ဒါအတန်ပြန်ကြရပြီဒါလို့ရင် speaker လေးကိုနှိပ်လိုက်နိုင်တဲ့အတန်လေးကပြန်ပြောက်သွားပြီနော်ဒီ video မှာရှိတဲ့အတန်တွေအားလုံးတချင်းတွေအားလုံးလုံးဝပျောက်သွားပါပြီအဲ့တော့ဒီ video မှာဗားတဲ့တချင်းတွေတော့လုံးဝ မပါပါစေနဲ့ copyright ရှိတတ်ပါတယ်အဲ့ပြီးလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ music ကိုနှိပ်မယ် audio ပေါ့နော် audio နှိပ်မယ်ပြီးတော့ကျွန်တော်တို့အတန်သွင်းမှာဖြစ်ပါတယ်အတန်သွင်းမယ်ဆိုတော့ဒီမှာအဲဒါဒီရလေးနှိပ်ပြီးတော့အတန်သွင်းလိုက်ယူမှာပဲဗျဒီဗီဒီယိုကြည့်ပြီးတော့ကိုဒီဗီဒီယိုကြည့်ပြီးတော့ကိုပြောကိုပြောတတ်တယ်လို့ပြောလိုက်ယူမှာပဲကဲဒါတော့ဆိုအားလုံးပဲမိတ်ဆွေများအဲအဆင်ပြေမယ်ထင်ပါတယ်ဒီမှာเนาะဒါလေးကိုနှိပ်နှိပ်လိုက်မယ်အဲဒီလေးနှိပ်ပြီးအတန်သွင်းလိုက်ရုံပါပဲဗျအဲဒါတော့ထင်ပါတယ်เนาะ โอเคဒီမှာเนาะဒီရလို့နေပြီးအတန်အတွင်းအတွင်းအတွင်းဒီဒီကြီးပုံတော့ဘီရိုပြီးတဲ့အထိပေါ့โอเคအဲဘီရိုပြီးတဲ့အတွင်းလည်းပုံတော့ဒါကတော့ကျွန်တော်တော့ဖုန်းနဲ့ပတ်သက်တဲ့ညတော့ကျွန်တော်တော့ IC ကျွန်တော် software IC လဲနီးပဲဖြစ်ပါတယ် software IC လဲနီးပဲဖြစ်ပါတယ်ခင်ဗျအာဒီကောင်လေးက software IC ရတော့နှစ်ထပ်ဖြစ်ပါတယ်အဲ့လိုမျိုးပုံတော့ဒါဒီရနဲ့သက်ဆိုင်တဲ့ဟာအကြောင်းရပေါ့ကျွန်တော်မိတ်ဆွေများလည်းကိုဝါကိုဝါသနာပါရကိုပြောတော့အတက်တာလေးကိုကျွန်တော်တွေဘီရိုမှာအဲ့ဒါလေးဒေါင်းပြီးရောပြောလိုက်ပါပြီးတော့အမှန်အမှန်ချင်းနေပြီးရောအမှန်ချင်းနေမယ် export ထုတ်လိုက်ပါပြီးပါပြီဗျဒါဗီဒီယိုနဲ့တင်လို့ရပါတယ်ဒီလောက်ဆိုအားလုံးအစီအမံထင်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အဲဒီလောက်ဆိုအိုင်ဒီယာရမယ်ထင်ပါတယ်เนาะဒါဒီကျွန်တော်ဥမာပဲပြပြတာပါမိစမြဘယ်လန်းချောင်းကိုပဲတွားတွားအခုတန်လွတ်လို့ရပါတယ်အချက်ပြုတ်တွေအစာတောက်တွေနီးပညာတွေအဲစပြီးအများကြီးပဲဗျာပြောလို့တော့မကုန်ပါဘူးမိစမြကြိုက်တဲ့ကိုလုတ်ပါဖန်နီတွေမူဗီတွေဟာတာတူလေးလည်းကုန်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ